ချစ်ခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့မျိုးဥဖမ်းမီ YouTube Channel လေးကနေရန်လေးကြိုဆိုလိုက်ပါရခင်ဗျာ အားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုန်းပြထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာကြီးဂျိမ်းစ်လာကျော်ဤမောင်ရင်မောင်မမေမဆိုတဲ့ဝိတ္ထုစာအုပ်ကိုအပိုင်းငါးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခင်ဗျာအခန်း၁၁ မမေမနှင့်အမိမဇာဥရောတိအဖဥဒါရုတေဆုံးပြီးသည့်နောက်တနေ့ထက်တနေ့ဇီဝဥစ္စာပါရှားဒုက္ခဆင်းရဲရောက်ရာမမေမဇေယောင်းပါတော်လဲနူရာဝဲဆွဲလက်ရာတလိုင်းထောင်ဆိုပြီးတကယ်တို့အမြတ်ကားမရှိရှုံးသာလျင်ရှုံးတော်သည် လူတို့၌ကံစားရာနေသည့်အခါမကောင်းသောအရာတို့သည်တခုပြီးလျင်တခုဆက်ဆင့်ဖြစ်ပွားတတ်သည်ဟု၍လူကြီးလူကောင်းတို့ပြောလေပြူကြသည့်စကားသည် ်မုတ်ချမှန်သောစကားဖြစ်သည်မမေမသည်တနေ့တနိုင်အိမ်တွင်ဆံမရှိသောကြောင့်ဆံဘိုးများရရှိစေသောအကြံဖြင့်ဟင်းဒီဟင်းရများကိုသူတော်ဘာထမအကျွေးခံပြီးလျင်ဈေးတွင်သွားရောက်ရောင်းချ၏ဈေး၌ဈေးတောင်းကို မြေတွင်ချလျက်ရောင်းချနေသည့်အတွင် အထက်ကမိမိထံမှဈေးအကျွေးဝယ်သူမိမတအူးကဈေးကျွေးယူလက်ခေါ်သောကြောင့်ဈေးတောင်းကိုတခဏတာမြပြစ်သွားမိလျင်စိတ်မိသားတအုပ်တို့သည် ရုတ်တရက်ဝင်ရောက်ပြီးလျှင်မမေမတောင်း၌ရှိသည်များသောဟင်းဒီဟင်းရွက်ကိုအကုန်စားတော့ကြ၏မမေမလည်းမိမိဈေးရောင်ကိုစိတ်၌စားသည်ကိုမြင်လျှင်အဝေးကပင်မောင်းနေရန် အကြံဖြင့်ပြေးလာ၏ဒီကဲ့သို့ပြေးလာသည့်အတွင်လမ်းတွင်ခလုတ်တိုက်မိလျှင်မြေသို့လဲသည်ဖြင့်တက်သွားသောအခါအနီးပါးတွင်ရှိသောမိမအများကလာရောက်ဝိုင်းဝန်းနှိမ့်နေကြမှသတိရ၏ထို့ကားမောင်မြတ်သားသည်လွေရာတစောင်းကချောင်းမြောင်းကြည့်ရှုနေသည်ဖြင့်မြင်တော်ကြ မမေမဇေရံကိုယူပြီးလင်မမေမကိုအိမ်အရောက်လက်၍ပို့၏အမိမဆာလည်းသမီးဤကဲ့သို့ဖြစ်သည့်အကြောင်းကြားရလျင်သဲစွာငိုကြွေးပြီးနောက်မောင်မြတ်သားကိုလွန်စွာကျေးဇူးတင်သောကြောင့်ဤသို့ဆို၏မောင်မြတ်သားငါတို့ဆင်းရဲသည့်အခါဤကဲ့သို့မောင်ပြုပါပေသည်ကိုအမေလွန်စွာကျေးဇူးတင်သည်မမေမအဖဥဒါတို့ရှိပါလျင်သူလည်းအထူးကျေးဇူးတင်၍ကျေးဇူးဆက်မြေမောက်ချဖြစ်သည်ယခုဥဒါတို့မရှိရာကား ငါသားမောင်မြတ်သားကိုကျေးဇူးမဆက်နိုင်ဘူးသို့တော်လည်းအမေမုတ်ဆုံးမကမောင်မြတ်သားဖုန်ကြီး၍အသက်ရှည်ပါစေဟုသည့်ဆုတောင်းပတနာကိုသာယူ၍ငါသားတင်းတင်းရောင်ရဲလေလောပစ္စည်းဥစ္စာဆို၍အမေတို့မှအိမ်တွင် စားစရာဆံမရှိဒုက္ခဆင်းရဲမုတ်ချရောက်နေတော့သည် အမေတို့ကျေးဇူးကမ်းသည်ငါသားမထင်ပါလေနှင့်ဟုဆို၏မောင်မြတ်သားလည်းမမေမကိုငငယ်ကလေးကပင်အသေးစွဲကြိုက်နှစ်တဲ့ရင်ဖြစ်သည့်အတိုင်း ဤအခါအမေကြီးထံမမေမကိုတောင်းရသော ရာကောင်းဤဟု၍စိတ်၌တွေးထင်မိတော်လဲမိမိကိုမမေမမုံ၍မကြိုက်မနှစ်သက်ဒေသူကိုယင်မန်ကိုစိတ်မကွက်မပြတ်ကြောင်းစဉ်းစားမိသည်ဖြင့်ဤသို့ပြန်ပြော၏အမေအမေကျေးဇူးတင်သည့်အကြောင်းကို ကျွန်တော်သိပါသည် အစစအရာရာကျွန်တော်တတ်နိုင်သည့်၍ကို အမေတို့အားပြုစုပါရစေကျေးဇူးကို ဆက်လိုပါသည်ဆိုပြီးလျှင် အမေတတ်နိုင်သည့်အခါကျွန်တော်တောင်းပန်ပါသည် ထိုအခါကြာရောက်လျင်မမေမလေးရောပါနှင့်ဆို၏မဆာလဲငါသားမောင်မြတ်သားငါသားကျေးဇူးကိုမြည်သည့်အခါမြအမေမမေမလေးရောနိုင်ပြီငါသား၌အမေတက်နိုင်ပြီအထင်ရှိသောအခါအလိုဆန္ဒရှိလျင်အမေအားပြောသာပြောဟုဆိုပြီးနောက်မောင်မြတ်သားလည်းမမေမကိုတောင်းရန်ပြောဆိုမိကြံပါတော်လဲစိတ်မရဲသောကြောင့်မပြောမဆိုပဲအိမ်သို့ပြန်သွား၏ဒီကဲ့သို့ပြန်သွားပြီးနောက်မမေမတို့အိမ်တွင်ဆံမရှိကြောင်းသိသည့်ဖြင့် ဆန်သုံးတင်းကိုကိုယ်တိုင်ဝယ်ယူပြီလျင်မမေမတို့အိမ်အရောက်ပို့၏၎င်းနောက်စီဆားမဆား၍လူဝယ်ရှိသည်များကိုလည်းဝယ်ချမ်း၍ပို့၏ထို့နောက်မောင်မြတ်သာသည်မိမိအိမ်နီးပါးချင်းဖြစ်သော အသက်45နှစ်အရွယ်မတ်သူဇာဆိုသူမိမကြီးတယောက်ကိုအကြောင်းကြောင်းမျိုးစိတ်ဆုံအောင်ပြောပြပြီးတကားလမမေမကိုမရရအောင် သူ့အမေမဆာထံပြော၍ပေးပါတဇိုးလက်ဆောင်နှင့်ခိုင်းစေလျင်မတ်သူဇာလည်းမဆာထံအနီးနီးအပြင် ထောင်ပြပြောဆို၏မဆာလဲမောင်မြတ်သားအချင်းချင်းမိမိတို့အားဆောင်မသည့်အရာကိုလွန်စွာကျေးဇူးတင်သောကြောင့်ကောင်းလာပြီဟု၍သဘောတူလိုက်ထို့နောက်အမိမဆာက သမီးမမေမကိုဤသို့ပြော၏ငါသမီးတို့မှာရှိကနှင့်မတူယခုအခါလွန်စွာဒုက္ခဆင်းရဲရောက်တော့သည်မင်းအဖရှိစဉ်ကအိမ်တွင်ယောက်ျားတယောက်မမရှိသောကြောင့်လူသူလေးပါးသည်လဲယူသည်သည်ဇီဝလည်းဖြစ်သည် ်ယခုညီအဖမရှိလျင်လူသူလေးပါးလည်းမယုံသေးစီးပွားဥစ္စာလည်းပြပြုံးဒုက္ခဆင်းရဲများစွာရောက်တော့သည်ငါတို့အိမ်၌ယောက်ျားတယောက်ရှိမှငါတို့အသက်ရှူသာတော့မည်ဆိုမိလျင်မမေမက အမေအိမ်တော်ပြုခြင်းပါသလားမေ၏ထွက်ကားမဆာကဆိုသည်မှာအမေတို့အရွယ်အမေတို့ရုပ်ရည်ကိုမြည်သူကြိုက်နေတဲ့ပါမည်နီအမေလည်းအိမ်တော်မပြုလို့အမေကိုအိမ်တော်ပြုလို့တော့ယောက်ျားလည်းမရှိဘူး ငါသမီးမာကအမေနဲ့မတူငါတို့အိမ်မှာယောက်ျားတယောက်ရအောင်အိမ်တောင်ပြုမှတင့်မီငါသမီးကိုချစ်ခင်ဆုံးမဲ့သောယောက်ျားကောင်းတဦးလဲအမေထံလာပြောသည်ဟူ၍ဆိုလျင်မမေမာကအမေအမေပြောမည်အရာ ကျမရိပ်မိပါသည်ငမြတ်သားအကြောင်းအမေပြောမည်ဆိုသည်မှာ အမေပါဇတ်ဟာစင်က ကျမရိပ်မိပါသည်အခြားလူနှင့်ဆက်လျင်ဆက်ပါငမြတ်သားကိုကျမမယူပါရစေနှင့်ဟုဆို၏မဆာလဲငါသမီး အစစအရာရာအမျောမြင်ရှိပါ လူဆိုသည့်အရာ နောက်ကို၎င်း နောက်ကို၎င်းလှမ်း၍ကြီးစုရသည်ယခုညီနှင့်ငါညီအဖေသေးပြီးနောက်ဒုက္ခဆင်းရဲရောက်သည်များကိုမောင်မြတ်သားတယောက်သားလျင်ငါတို့နှစ်ယောက်ကို ထောက်မလာပါပေသည် အမြင်အဖျင်းကြီးစုပြန်တော်လဲမောင်မြတ်သားသည်ငါတို့တိုင်လုံးကိုမေတ္တာတက်ဝင်တော်သူဖြစ်သည့်အပြင်အစွမ်းအစာလဲထထကြွကြွလုံလရှိသည့်ဖြင့်ယောက်ျားပြီးတော်သူဖြစ်သည် အမှန်ကိုအမေပြောမည် လူယုတ်ကဝဲလွင်သူမောင်ရင်မောင်တော့မလှပြီသို့တော်လဲအထူးသဖြင့်မိသားဖာသားပြည်သူဖြစ်သည်ဆိုရင်မမေမာလဲစကားခွန်းတုံးပြန်၍မပြောပဲတပါးတို့ထားသွား၏ထို့နောက်ယခင်ဆိုခဲ့သောမတ်သူသာသည်အိမ်သို့ရောက်လာ၍မဇာနှင့် အတန်ကြာတီတို့စကားပြောပြီးနောက်မမေမာထံလာရောက်ပြီးလျင်နားချပြန်၏မတ်သူသာကဆိုသည်မှာမောင်ရင်မောင်လဲကောင်းပါ၏မောင်ရင်မောင်လေပဲနှင့်ဒေရှာလျင်လေဦးစင်းနှင့်သာ လက်ဆက်ရသည်ငါတို့မှစိတ်စိတ်စဉ်းစားပါညီအမေနဲ့ငါမှညီအမဖြစ်သည်တို့ဖြစ်သောကြောင့်ညီမငါတို့မှဖြစ်သည်ငါတို့မှမှယခုလွန်စွာမျက်နှာငယ်သည်ငါတို့မှအဖဥဒါရုရှိစဉ်အခါကလွန်စွာမျက်နှာရှိသည်လူသူလေးပါကဲ့ရဲ့မီဝေးရောငါတို့မှအကြောင်းနဲ့ဆက်လင်း၍စကားအသေးအဖွဲများမပြောမဆိုဝင့်ကြယခုမှအိမ်ဦး၌ယောက်ျားတယောက်များမရှိလျင် လူသူလေးပါက ငါတူမကိုကဲ့ရဲ့တကြိုပြုကျင်သည်အတော်တော်လူကြီးဖြစ်သည် လူကြီးဆိုသည်မှလည်းမင်းတို့ကလေးများထက်အမျော်မြင်ရှိသည်မောင်မြတ်သားကိုယူမတော်မီအစစအရာရာ စိတ်ကူးမလွဲနှင့်ငါတူမကောင်းစားသည်ကိုသာလျှင်အတော်မြင်လိုတော့သည်စင်ရနံပါသူတစ်ပါးအပြစ်တင်ကဲ့ရဲ့သည်ကိုမမြင်လို၍အတော်ပြောသည်ဆိုလျှင် မမေမာလည်းညီတို့များစကားတုံးများမပြောဘဲတပါးတို့ထားသွား၏ဤသို့လျှင်အမိမဆာကတကအတော်မတ်သူဆာကတလက် နာချပံများလင်မမေမာကအောက်မေဒီမှာကိုရင်မောင်ဒေဒီမှာတနည်းခန့်ကြားရှိပြီငါကကိုရင်မောင်ကိုစိတ်မပြတ်နှစ်တဲ့ရင်မှန်တော်လဲကိုရင်မောင်ကဘဝတစ်ပတ်ပြောင်းသွားလေပြီငါဤအဖလည်းဒေပြန်ပြီးအဖသေးလင်ပစ္စည်းဥစ္စာရှားပါငါအမိခမလွန်စွာအရိဒုက္ခရောက်၍နေရှာသည် မချစ်တော်လဲအောင်ကနန်းမနန်းတော်လဲပင်သက်ရှူဆိုပြီးတကယ်တော့အမိစကားကိုနားထောင်မှသိမ့်မည်ဒီကဲ့သို့နားမထောင်ပဲ ဆက်လက်ငင်းဆန်နေလျင်ဒုက္ခဆင်းရဲသာရောက်တော်မူကြံမိသည်ဖြင့်တနေ့တနေ့အမိမက်စာလာရောက်ဖြောင်းပြပြန်တော့ကအမိအမိစကားကိုကျမနားထောင်ပါတော့မူပြောဆိုလိုက်ဒီကဲ့သို့မမေမနှုတ်ကြိပေးသည့်နေ့ညတွင်ကိုရင်မောင်အိမ်မက်မက်သည်မှာ မိမိအိပ်ပျော်နေသည့်အတွင်မိမိငယ်စဉ်ကလေးကခိုင်းစေလာသောငမြသားသည်မိမိလက်ရင်းကိုတမင်လာရောက်ခြေထောက်နှင့်နင်းသည်ဟု၍အိမ်မက်မက်သည်ဖြင့် အိမ်မက်ထက်တွင်ရုတ်တရက်ဒေါသဖြစ်ပွားမောင်မြတ်သားကိုလက်သီးဖြင့်ထုံးမြေကြံဖြင့်ရံရော်ထိုးလိုက်မိရာမိမိအပတွင်အိမ်နေသောကိုရင်ကလေးတစ်ပါးကိုထိ၍ဒုကိုရင်ကလေးသည်သဲစွာငိုကြွေးကိုရင်မောင်တက်ခွနေသောကြောင်းတစ်ကြောင်းလုံးအုပ်အုပ်ကြက်ကြက်ဖြစ်ပြီးလျှင်ကိုရင်မောင်တက်ခွနေသောကြောင်းတိုင်ပုဂ္ဂိုလ်ဥဝရလင်္ကာကမိမကိုရင်မောင်ကလည်းမိမိအိမ်မက်မှန်သမျှကိုပြန်ပြောလျှင်ဘုန်းကြီးကလည်းငါတပြည့်ဤအိမ်မက်အကြောင်းကြောင့်စိတ်မကောင်းမရှိနှင့် လူဆိုသည့်အရာ ဥပဒံကြောင့်ဥပဒရောက်တတ်သည်ငါတပိငါသာသီလကိုခံဆိုပြီးရင်ကြောင်းနိုင်ပုဂ္ဂိုလ်ကြီးကငါသာသီလကိုပေးသောကြောင့်သီလကိုခံယူပြီးရင်ကိုရင်မောင်သည်ကျောင်းဥကျမ်းမြင်ကိုသွားရောက်နေထိုင်သည့်အတွင်မင်းတို့လည်းနေရောက်တော့သည်ကြောင်းနိုင်ပုဂ္ဂိုလ်ဥရလင်္ကာထံဝင်ရောက်ပြီးရင် အရှင်ဘုရားအရှင်ဘုရားကျောင်းတွင်အောက်မြို့ကြီးရွာကလာသောတငယ်တယောက်မရှိပါလောက်ဟုမေး၏။ဘုန်းကြီးလည်းအောက်သားနှင့်တူသောတငယ်တယောက်ရှိသည်။ တို့သောငါကြောင်း၌ရှိသောတငယ်ကရာဇွေမှုကျူးလွန်မည်သူမဟုတ် အစစအရာရာစဉ်စားဆင်ခြင်၍လောက်ကြပါဘုန်းကြီးကမှား၏တို့ကကိုတော့တပည့်ထုတ်၍ပြပါမင်းလူလင်တို့ကဆို၏ဘုန်းကြီးကမောင်ရင်မောင်ကိုခေါင်ငင်ပြ၏ဒီကဲ့သို့ခေါင်ငင်ပြတာလျင်ဝင်မင်းမှားလိုက်သောပုံတရားနှင့်ဒီလူကလေးပုံတရားတက်ဆိုင်မိသည်ဆိုပြီးလျင်တို့လူကလေးကိုတပည့်တော်တို့ဝင်မင်းအမိန့်နဲ့ဖမ်းဆီးရသည်ကိုရောစိတ်မရှိပါနဲ့ဟုလျှောက်ထားလျင် ဖုန်ကြီးလည်းငါတပြိ၌ဘာမှုရှိတယ်မေး၏ထိုလူကလေးပေါ်၌ဘာမှုရှိသည်ကိုတပြိတော်တို့မပြောတတ်ပါဝိမင်းထံရောက်မှအကြောင်းကြောင်းမျိုးသိသာရပါလိမ့်မည်ထောကာကာလဆရာတော်ဘုရားတန်တပြိတော်တို့လာရောက်လျှောက်ထားပါမည်ဆိုပြီးလျှင်ဝိယင်မောင်ကိုလက်ပြန်ကျိုးနှင့်ယူဆောင်သွားကြလိမ့်၏အခန်းဆက်နေယခင်ဆိုခဲ့သည့်အတိုင်းမင်းတို့လင်အနာသာတို့သည်ကိုရင်မောင်ကိုလက်ပြန်ကျိုးချီနှောင်တပရင်မျိုးမှဝင်းမင်းရှိရာရှိဖို့မျိုးတို့အရောက် ဆွဲကြည့်တခါငင်းချီတလဲဖြင့်နှိမ့်ဆက်ပြီးလျင်ဆောင်းယူသွားကြ၏ဒုက္ခကိုရင်မောင်မိခဲ့သို့ဆင်းရဲဒုက္ခရောက်သည့်အကြောင်းများမှာရှည်ရမည်ဆိုသောကြောင့်မထက်မသွင်းပြီးဖြစ်ပျက်သည့်အကြောင်းအရာကိုသာသေချာစွာထက်သွင်းဖော်ပြပေဟန်ကိုရင်မောင်ကိုဤကဲ့သို့လက်ပြန်ကြိုးဖြင့်ယူဆောင်သွားရာ ကိုရင်မောင်လည်းယခုကငါ၌မုတ်ချသေးရတော်မူကံကြိမ်ကြိုက်ပြီးငါကိုရေထဲသို့ချရာမသေးကြောင်းကိုကောင်းကောင်းသိ၍ အဝဝင်မင်းလိုက်လံရှာဖွေခြေခိုင်းသောကြောင့်အနာသာတို့မနေသာသဖြင့်ငါ့ကိုရှာဖွေတွေ့မိပြီယခုကရွှေဘုံမင်းကိုယ်တိုင်ဖန်စီ၍မိမဖြင့်ငါအသက်မနေရပြီသေရတော့မည်မလွယ်သည်ဟု၍စိတ်ထဲကအောင်မေလျက်ရွှေဘုံမြို့သို့ရောက်သွား၏ရွှေဘုံမြို့ဝင်မင်းအိမ်သို့ရောက်လျင်ကိုရင်မောင်ကိုလက်ပြန်ကျိုးချီနှောင်ဆွဲလွှဲလာသဖြင့်ဝင်မင်းကဆိုစီမှာဟဲ့အကောင်တွေလက်ပြန်ကျိုးကိုချက်ချင်းဖြုတ်နင်တို့ကသူရုပ်မှာစင်စစ်ဖြစ်သည် လူတယောက်ကိုခေါ်ကြည့်ဆိုရင် ကောင်းကျိုးအလုငါခေါ်သည်မကောင်းကျိုးအလုငါခေါ်သည်ကိုနင်းတို့မစင်းစာဘွားကနေတွေ့ရင်လက်ပြန်ကျိုးကိုသာဆွဲ၍ချီနှောင်တော့သည်ယခုသူကိုလက်ပြန်ကျိုးမှလွှဲပြီးလျင်ယခုချက်ချင်းကြောကြဟု၍ဆိုရင်မင်းလူလင်တို့လည်းကိုရင်မောင်ကိုကြောကြ၏ထောကဝင်းမင်းကဆိုသည်မှာအမောင်ငါတပီများမိုက်သည့်အတွက်လုံလုံကြီးမှားကုန်ပြီအစစအရာရာတိခံမှငါတို့ကောင်းတော့မည် တပည့်မလိမ္မာသည့်အရာဆရာဘော်တွင်အပြစ်မတင်ပါနှင့်ယခုက တောင်ဖီလာဆရာထံကစာရောက်သည်ဆရာကြီးဥဒဝန္တာမောင်ဖိုးရင်သည်ဤရသို့ရောက်လာလိမ့်မည် အကယ်၍ရောက်လာခဲ့သောရွာပြန်ကြလျင်ငါเจ้าကိုဝင်မိအောင်ဝင်ခရန်မှာထားလိုက်ပါ တောင်ဖီလာဆရာတော်ကအမှားတော်စာပေးပို့လိုက်သည်ဤအကြောင်းကြောင့်မောင်ဖိုးရင်ကိုရှာချေခိုင်းလျင်ငါတပည့်များမိုင်ရန်စော်ကားလာသည်ဖြင့်မောင်ရင်မောင်ကိုလက်ပြန်ကျူးချီနှောင်ခေါ်လာသည် ဆိုလျင်ကိုရင်ပေါင်းလဲထောကာမစိတ်လုံးလုံးချလျက်ဤသို့စဉ်းစားမိ၏ယမန်နေ့ကငါအဝမျိုးကထွက်ပြစ်လာလျင်တောင်ဖီလာဆရာတော်ကျောင်းသို့ခိုးဝင်အောင်သည့်အတွင်ဥပဇင်ဥပုရိယနှင့်တွေ့ကြင်လျင်သူဆရာတော်ဖြစ်လိမ့်မည်ငါဘေရင်ဟောခဲ့ဘူးသည်ငါဘေရင်ရသူဖြစ်ကင်းကြသည်ငါဘေရင်အတိုင်းတောင်ပိလာဆရာတော်ဘုရားကြီးသည်ပြန်တော်မူသည်ဖြစ်ရာကတပည့်လက်ထောက်ဖြစ်သူ ငါဗေဒင်ဟောခဲ့သောဥပဇင်ဥပုဒ္ဓရသည်ဇာတော်ဘွဲအမိအေးနှင်းတော်ကဆက်ခံတော်ကြောင့်ဗေဒင်ဟောသူငါကိုတွေ့လို့လာသည်ဖြင့်ရွှေဘိုဝင်မင်းထံစာကမ်း၍မှားထားသည့်လက္ခဏာရှိသည်ငါကအဝမျိုးကဖန်လာသည်ထင်မိမှားသောကြောင့်မြတ်စွာကြောက်ရွံ့တုန်လှုပ်ခြင်းဖြစ်သည်ယခုကကြောက်เสียအလင်းမရှိပြီငါအဖမှားထားသည့်နေရာမှာအဝမျိုးကိုတစ်နှစ်ရှောင်ရမည်ယခုလည်းတစ်နှစ်စိတ်ကုန်ပြီငါမိမဖားဥငါမရမမယ်မတော်လည်း မိတို့ဖြစ်ပြနေကြသည်ကိုမသိအဝါမျိုးတို့တစ်ခေါက်တိတ်တဆိတ်သွားရောက်ချောင်းချောင်းကြည့်ရှုအောင်မှတင့်မီကြံစီပြီးလင်းဝင်းမင်းအားဤတို့လျှောက်ထား၏အရှင်ဖျားအရှင်ဖျားနှင့်တကားအရှင်ဖျားဤကြည်ကျွင်များကိုကျွန်တော်မျိုးစိတ်အမျက်စိုးစင်းမြမထားပါသို့တော်လည်းကျွန်တော်မျိုးတိုက်ခုံနေသောတပရင်မျိုးအကြောင်းကြောင်းထိုင်ပုဂ္ဂိုလ်ဥဝရလင်္ကာသည်ကျွန်တော်မျိုးအတွက်လွန်စွာစိတ်ဒုက္ခရောက်လျက်ရှိရသည်တို့ဖြစ်သောကြောင့်ကျွန်တော်မျိုးအပေါ်၌ ရာဇဝတ်မှုကင်းဆို၍စိုးစင်းမြမရှိကြောင်းကိုဘုံတော်ကြီးထံလျှောက်ထားရန်ကြေးကျွင်းစေလွတ်တော်မူပါဆိုလျင်ဝိမင်းသည်ယခင်ကကိုရင်မောင်ကိုဖန်လာသောမင်းလူလင်လျောက်တို့ကိုခေါင်ငင်၍နင်တို့ကတပရင်မျိုးဥဝရလင်္ကာကျောင်းသို့ချက်ချင်းသွားရောက်ကြရမည်။သွားမည်ဆိုတော့လည်းလက်ရှိမသွားနှင့်ကတော်ဝဲအုံဝဲပြင်ဘုံတော်ကြီးကိုကတ်လို့ရန်ပိုးတင်ငန်းကိုယူဆောင်၍သွားတပိမောင်ဘိုးရင်ကိုဖမ်းဆီးသည့်အရာမှာနင်တို့တသက်မမိမှားသောကြောင့် ရာဇဝတ်မရှိသူကိုရာဇဝတ်ကောင်ကဲ့သို့ဖမ်းဆီးမိမှပါပြီဟု၍လျှောက်ထားအစအစအရာရာကိုဘုန်းတော်ကြီးစိတ်ကြေအေးအောင် ပြုလုပ်ကြရမည်ဟုစေခိုင်းလိုက်ဒေါနာကိုရင်မောင်ကိုဝင်းမင်းကပြောစီမှာအမောင်တောင်ပီလာဆရာတော်နှင့်ဘယ်ပုံဘယ်နည်းတည်ကျွမ်းကြပါသနည်းအမောင်နှင့်ဆရာဖရာဆွေမျိုးနိဇတ်ပါဒလားမေးကိုရင်မောင်လည်းကျွန်တော်မျိုးအမှန်ကိုလျှောက်ပါမည်ဆရာတော်နှင့်ကျွန်တော်မျိုးမတိမကျွမ်းဘူးပါ တောင်ပီလာဆရာတော်ဖရာဤလက်တော်ဥပဇင်ဥပုဒ္ဓရနှင့်သာတည်ကျွမ်းမှုပါသည်ဆိုလျင်ဝိမင်းကလည်းအမောင်ကြည်တော်ကြည်လက်တွင်လှည့်လည်နေသောကြောင့်သတင်းစကားမကြပဲရှိသည်ယခုတောင်ပီလာဆရာတော်ကအခြားပုဂ္ဂိုလ်မဟုတ်ဥပုဒ္ဓရပင်ဖြစ်သည်ဥပုဒ္ဓရနှင့်မောင်ရင်ဘယ်ပုံဘယ်နည်းတွေ့ကြုံကြသည်ကိုပြောစမ်းပါဆို၏ကိုရင်မောင်ကလည်းယခုအခါကအဖြစ်အပျက်ကိုအမှန်ပြောမှသိမည်သို့သောဇင်းမြစ်ကိုလျှို့ဝှက်တန်ရာလျှို့ဝှက်ပြောအံ့ဟုကြံပြီးလျင်ဤသို့ဆို၏ အရှင်ဘုရားကျွန်တော်မျိုးအဖဘိန်းတော်ဘေဒင်ဆရာဥဒုဝင်သည်အိမ်၌စီဝါဥစ္စာ လုံလောက်ရှိပါလျက်အိမ်မှထွက်ပြေးလျင်ဤရွှေဘိုးတပရင်အရက်တို့ရှေးရှုလာရာမကြမ်းမမာရှိသည့်တရင်ကြသောကြောင့်ကျွန်တော်မျိုးအိမ်မှလိုက်လာပါသည်လန်စခန်းတွင်စာမွက်လာသောကြောင့်တောင်ပီလာဆရာတော်အကြောင်းတွင်ကျွန်တော်မျိုးထမင်းဝင်၍တောင်းစားပါသည်။ကျောင်းတွင်ကျောင်းဗန္ဓာတိန်ဥပဇင်ဥပ္ပရိယနှင့်တွေ့ဆုံမိလျင်ကျွန်တော်မျိုးအားဘေဒင်မေတ္တဖြင့် အဖဥဒဝင်တင်ကြားထားသောပညာနှင့်မနေသာသောကြောင့်ဥပုရိယသည်ထိုတောင်ဖီလာကျောင်း၌ဆရာတော်ဘွဲ့အမည်အရေးနှင့်ကျောင်းတိုင်ရလိမ့်မည်ဟောပြောမိသည့်တစ်ချက်၎င်းပြင်ဥပုရိယ၏အဖတကားကြီးဥဖြူတုတ်သည်လေနာရင်နာဆွဲကပ်သောကြောင့်အသက်အတန်ဖြစ်ပွား၍စကားမျှမပြောနိုင်ဆိုလျင်ကျွန်တော်မျိုးအဖသင်ထားသောပညာနှင့်ကျွန်တော်မျိုးကုသပြန်ရာလဲသက်သာခွင့်ရပြန်သည့်တစ်ချက်ထိုနှစ်ချက်ကြောင့်ကျွန်တော်မျိုးအားတောင်ဖီလာဆရာတော်ဖျားက ကျေးဇူးဆက်လို့သည့်အကြောင်းနှင့်မှားထားသည့်လက္ခဏာရှိပါသည်ဆိုလျှင်ဝင်းမင်းအပါကပြောသည်မှဇကားကိုနားထောင်နေသူဝင်းကတော်သည်ရုတ်တရက်ကိုရင်မောင်းနှံပြေးလာပြေးတကာလမိမိစရုံးကိုဖြေ၍ဇပင်နှင့်ကိုရင်မောင်းခြေကိုရည်ပြေးလျက်မောင်းရင်ကဲပါ မောင်းရင်ကဲပါမောင်းရင်ကဲမအမေသမီးမောင်းရင်နမအသက်ချမ်းသာရာရတော်မည်ဆို၏ကိုရင်မောင်းလည်းမိမိခြေတော်နှင့်အသက်ဝါကြည့်ရင်တော်သူဇပင်ထိခိုက်မည်ဆိုသောကြောင့်ယုံရင်ပါတော်လည်းမရား ဝင်းမင်းကလည်းဝင်းကြော်လို့သူများကိုဒီခံပါတောင်းပန်၏ထောကဝင်းကြော်ကဆိုဒီမှာ အမောင်အမိတွင် သမီးတယောက်သာ ထွန်းကားပါသည်ဒါသမီးဆို၍အချားမရှိထောသမီးကိုဝင်းမင်းနှင့်တကွအမေဝင်းကြော်ပါအသက်များလောက်ချစ်ကြပါသည် အမေမနေ့ကအိမ်မက်မက်သည်အိမ်မက်မက်သည့်အကြောင်းကိုလည်းဝင်းမင်းတို့အမေပြောပြပြီအမေအိမ်မက်မက်သည်မှာယဟန္တာတပါးသည် အမေမျက်မှောက်သို့ကြွလာပြီးလျှင်ယဟန္တာတို့ဘာဝ မြေတို့မသက်ဇန်ကြွားလျက်အမိတ်အားဗျာဒိတ်တော်ပေးသွားသည်မှာဒကမာကြီးနတ်ပြန်နန်နဲ့ဒကမာကြီးအိမ်တို့လူငယ်လေးတယောက်ရာဇဝမှုမရှိပဲရာဇဝမှုရှိပြီးတကယ်တော့ဆက်ရောက်လိမ့်မည်ဒကမာကြီးသမီးအသက်ရှည်စေလိုလျင်ထိုတငယ်ကိုအကုသခိုင်ရှိသည်များသောယောဂါဒကမာကြီးသမီးကိုကကွာလိမ့်မည်ထိုလူကလေးသည်ရုပ်ဆင်းတရံနှင့်ပြည့်စုံသောသူဖြစ်၍မြင်လင်မြင်ချင်းဒကမာကြီးသိလိမ့်မည်ဆိုပြီးလျင်ရန်တာပြောက်ွယ်သွားသည် ိုယန္တာပြရိပ်ပေးခဲ့သောပုဂ္ဂိုလ်သည်အမောင်ပင်ဖြစ်ပါသည်အမောင်ကုသမအမိသမိမှအသက်ချမ်းသာရာရတော်မီဆိုပြီးလျင်ဥချ၏ကိုယမောင်လည်းလူနာကိုကြည့်ပြရစေဆို၏ဝိမင်းလည်းအမောင်အစစအယယာမင်းအိမ်ဆိုအိမ်ဟု၍မမှတ်ပါနှင့်ဤအိမ်တိမ်လုံးကိုမောင်အိမ်ဟု၍မှတ်ပါ မောင်နှင့်ဆက်လင်းတို့၍ကို အဖေအိမ်၌တကားမရှိဒါမရှိသဘောထားပြီးလျင် မောင်သဘောရှိရာဝင်လိုသည့်တကားကဝင် ထွက်လိုသည့်တကားကထွက်ပါဟု၍ဆို၏ ကိုရမောင်လည်းရှင်ဖရာကျွန်တော်မျိုးလူနာကုသရမည်ဆိုသောစေအိတ်စေခွေများသည်တပရင်မျိုးဥဝရလင်္ကာเจ้า၌ကြံရစ်ခဲ့ပါသည်ခြေကျွင်တူနှစ်ဦးကိုခိုင်းစေယူဆောင်ခဲ့ပါလင်တင့်လျော်ပါလိမ့်မည်ဆိုကာလဝင်းမင်းလည်းမင်းလူလင်တယောက်ကိုချက်ချင်းစေခိုင်းလိုက်ကိုရမောင်လည်းဝင်းကတော်ကလမ်းပြသဖြင့်လူနာကိုသွားရောက်ကြည့်ရှု၏လူနာလည်းလေနာရင်နာဆွဲကန့်နေသဖြင့်သတိရသည့်တခါမရသည့်တလဲဖြစ်၍နေသောကြောင့်ကိုရင်မောင်လည်းလူမမာကိုမြင်လျင် တမတို့ထုံဇံတိုင်းအပြိုလောအူလောဟု၍ဝင်ကြောအားမေးပြန်၏ထောကအာအင်ကုံ၍မျက်စိမှိန်လျက်နေသောလူမမာသည်လွင်စွာတာယာညှင်းပြောင်းရှိသောကိုရင်မောင်တန်ကိုကြားလျင်မျက်စိနှလုံးကိုဖွင့်၍ကြည့်၏ဒီကဲ့သို့ကြည့်ရာအမိမှားထားသောကြောင့်ဆရာဖြစ်ကြောင်းသိရှိသည်ဖြင့်ငါကိုဤသူကုသရလျင်ငါကမုတ်ချအသက်ချမ်းသာရာရတော်မူဟုအောက်မေ့မိ၏ကိုရင်မောင်လည်းမိမိကို၌ဆောင်ရွက်ပါသော တတဓာတုဒရာစေလံကိုယူပြီးလျင်ရေ၌စိန်လျက်စေလံကိုလူသူလေးပါမြင်မိဆိုသောကြောင့်သူဝဲ၍ရေကိုမမုဟံပြုပြီးလျင်ငါနှမအကိုတိုက်သောဆေးကို အနှဲငယ်မြတော့ပါဆိုပြီးလျင်တိုက်ထိုရေကိုတောက်ပြီးသည့်ခဏတွင်ထိုလူနာသည်အာအင်တို့တက်ခါတိုင်းတက်စကားပြောဆိုနိုင်၏ဤအချင်းရာကိုဝင်ကတော်ကြီးမြင်လျင်ကိုရင်မောင်ကိုဥချပြန်၏ကိုရင်မောင်လည်းအမေဝင်ကတော်ကျွန်တော်ကုသ၍လူမမာတတတော်လဲကျွန်တော်ပညာမဟုတ်ပါ ျွန်တော်ဆရာကျွန်တော်အဖပညာဖြစ်ပါသည်အမေရှိခိုးဝိပုလိုလျင်ကျွန်တော်ဆရာကိုရည်ရွယ်၍ပြုလုပ်ပါကျွန်တော်အာရှိခိုးလျင်ကျွန်တော်၌အကုသိုလ်ပွားပါလိမ့်မည်ဆိုလျင်ဝင်ကတော်ကလည်းအမောင်အမေကအမေသမီးကိုကုသသည့်အတွက် အထူးသဖြင့်ကျေးဇူးတင်သည်အမေသမီးတေဘိမလွတ်အောင်အမောင်ကုသသည့်အကြောင်းကြောင့်အမောင်ကိုအမေရှိခိုးသည်ယခုကုသသည့်အရာ၌အမောင်ပညာနှင့်မဟုတ်အမောင်အဖဆရာပညာနှင့် ကုသသည်ဆိုရင်အမောင်အဖကိုအမေဥချမည်ဆိုလျက် လက်ဆက်၍ဥသုံးချင်းချ၏ထို့နောက်ကိုရင်မောင်လည်းသင်္ဘောသည်မဲ့ကိုဓာစာပေး၏ဤသို့လျှင်ကိုရင်မောင်သည်ထိုမကြမ်းမမာတငယ်မကိုနှမသွင်းစိတ်ကဆင်၍ဆေးဆရာတို့ထုံနှံမြမကမိဘတို့ဤတပွဲကြည့်ရှုကုမပြုစု၏နောက်တနေ့မိမိဆေးအိတ်ဆေးခွက်များရောက်လာလျင်စေတရှိတကားအာဟာရဖြစ်မိဓာစာကိုပေးခွင့်သည့်တလက်ဖြင့်ပြုစုသောကြောင့်ထိုလူမမာသည် ယောဂရှင်ပြောင်းဆယ်ရက်ခန့်ရောက်လျင်မိမိပင်ကိုအသားရည်အစင်တရံကိုပြန်၍ရရှိ၏ဒီနေ့တည်းထိုဝင်မင်းဤသမီးမကြမ်းမမာသူမဆောတင်သည်ကြမ်းမာခြင်းသို့အတီလင်းရရှိလေ၏အခန်းဆက်တော့မဆောတင်သည်ဒီကဲ့သို့ကြမ်းမာခြင်းကိုရရှိပြီးသည့်နောက်ကိုရင်မောင်လည်းမဆောတင်ခန်းသို့မသွားဘဲနေလျင်ဒီနေ့တည်းအပြုကလေးဘာဝတဏ္ခာဗမ္မံလိမ့်ချံပရိလက်ကောင်မှစာ၍စုံလင်စွာဆင်ရင်ပြီးလျင် ိုရင်မောင်ရှိရာအိမ်ဦးကျမ်းပြင်သို့လာရောက်၍ကိုရင်မောင်ဘာတွင်ထိုင်၏ကိုရင်မောင်လည်းလူသူလေးပါ သူတစ်ပါးမြင်လျင် အလွဲထင်မိသောကြောင့်တပါးသို့ဆုတ်၍ထိုင်၏ဝင်းမင်းသမီးမဆော့တင်လည်းအကို ကျမမှာအကိုအသက်သာရှိတော့သည် အကိုကုသသောကြောင့်ကျမအသက်ရှည်လျက်ရှိပါသည်အကိုမကုသလျင် ကျမသေရမည်မုတ်ချဖြစ်ပါသည်ကျမသည် အကိုကိုလွန်စွာကျေးဇူးတင်ပါသည် မတသက်ပါလုံးအကုတ်ထံလှုပ်ကြွေးသမှုပြု၍လိုက်ပါရစေဟုတောင်းပန်၏ဒီကဲ့သို့မဆောတွင်ပြောသောစကားကိုကြားလျင်ကိုရင်မောင်လည်းမိမိ၌မယားကြီးမမေမရှိကြောင်းပြောလိုဆန္ဒနှင့်နှမမဆောတွင်လူဆိုသည့်အရာ၌လူပြိုလည်းရှိသည်လူအိုလည်းရှိသည်အကုတ်ကိုလူပြိုထင်သလားလူအိုထင်သလားမေး၏ဝိမင်းသည်မဆောတွင်လည်းဒီအသက်ဒီရွယ်မှာလူပြိုထင်၍သာဒီစကားကိုကျမပြောပါသည်ပြန်ပြောသည်ဖြင့်ကိုရင်မောင်လည်း မမေမနှင့်အကြောင်းပါဘူးကြောင့်ကိုမဆော့တင်အပြန်ပြောပြမိအပြုတွင် ဝင်ကြော်ကြီးသည်ရုတ်တရက်ဝင်ရောက်လာ၏ဒီကဲ့သို့ဝင်ရောက်လာပြီးနောက်ဝင်ကြော်ကြီးကဆိုစီမှာဆရာကလေးကျွန်တော်တို့၌ဤတမီတယောက်သာထွန်းကားသည်ဤတမီတယောက်သိမိဆဲဆဲတွင်ဆရာကလေးလာရောက်ကုသလေသောကြောင့်အသက်ရှင်ပါပေသည်ဆရာကလေးဂျေဇုကိုဆက်မိသော အမေတို့၌အတပြာငွေကြီးဆို၍ရှားပါသည်မဟုတ် ယခုမောင်ရင်ပြည့်စုံသောကျေးဇူးသည်အသပြငွေကြေးနှင့်ဆက်၍ပြည်ငင်းနိုင်မည်မဟုတ်ဝင်မင်းနှင့်လည်းကျွန်တော်တို့တိုင်ပင်ကြည့်သည်ကျွန်တော်တို့၌အဖအရေးအရာခံရန်တယောက်ကြားမရှိသမီးမိမမဆော့တင်တယောက်တည်းသာလျင်ရှိသည်မဆော့တင်နှင့်လက်ဆက်၍အဖအရေးအရာကိုခံပါဟုဝင်ကတော်ကဆို၏ထိုစကားကိုကြားလျင်ကိုရင်မောင်သည်မိမိ၌မရမမမရှိကြောင်းကိုအတီလင်းပြောဆိုမိအကြံနှင့်စကားအစကိုရှာကြံနေသည့်အတွင်း ဝင်းမင်းဥကြောက်ခဲ့သည်ရုတ်တရက်ဝင်ရောက်လာပြန်သည်ကိုရင်မောင်လည်းမိမိပြောမည့်စကားကိုဝင်းမင်းဥကြောက်ခဲ့ဝင်လာသည့်အကြောင်းကြောင့်မပြောဘဲရက်ဆိုင်နေလျင်ဝင်းမင်းကဆိုသည်မှာဆရာကလေးမောင်ဘိုးရင်မောင်ဘိုးရင်ကို မြင်လျင်မြင်ချင်းအဖေကသာအသွင်ထင်မှတ်သည်အဖေသာအသွင်ထင်မှတ်သည့်အတိုင်းလဲမောင်ဘိုးရင်က အဖေနှင့်တကားဝင်ကြော်တို့ကိုအဖေအမေအသွင်မှတ်စေလိုသည်ယခုငါသမီးမဆော့တင်မကြမ်းမမာရှိလျင် ငါသားကုသသောကြောင့်သိမိသူအသက်ရှင်ပြီးဒုရှင်သူကိုမိဘမပိုင်ကုသသူဆရာသားပိုင်သည်ရှေးသို့ရှောက်၍ငါမပြောပြီးရှေးသို့ပြောစရာရှိသည်မှာဝင်ကြောမင်းအမေသာပြောလိမ့်မည်ဆိုပြီးတွင်အခန်းတွင်မှထွက်ခွာသွား၏ဒုက္ခဝင်ကြောကဆိုသည်မှာဆရာမောင်ဖို့ရင်အစစအရာရာအမေထူကြ၍ပြောရန်မရှိပြီးယခုတွင်က အမေပြောသော အကြောင်းပင်ဖြစ်သည် အမေပြောသောအကြောင်းကိုကောင်းစွာစဉ်းစားမိပါပြီလို့ဟုမေ့၏ ကိုရင်မောင်လည်းဤသို့ပြောဆို၏ယခုမိမကအယုတ်အေးမှစား၍အပြစ်တင်ပွဲတစုံတရာမရှိပြီမြေခုံကောင်းသည်မျက်လုံးလည်းအလင်းအလက်မရှိတည်တံသောမျက်လုံးရှိသည်အသားလည်းလက်သည် အမျိုးအယိုးလည်းကောင်းသည် အသက်ရွယ်လည်းဆက်ရှင်နှင့်လွန်မြရှိသည်ခါလည်းသေးသည်ရင်လည်းချီသည် အလှအချောမှပြောစရာမရှိပြီသို့တော်လည်းငါမှမရကြီးမမမရှိလျက် ဤမိမကိုလက်ထပ်ထင်းများလျင် မုတ်ချာအားဖြင့်မမေမာကငါကိုဆူဆဲမိယခုကငါအဖမှားသာသောတနည်းလဲကုံစေပြီ မမေမာကငါတကြိမ်သွားရောက်အုံမြေကြံရာငါကဤအရက်ကလွယ်လင်းစွာထွက်ခွာရတော့မည်မဟုတ်ကိုပညာကိုကိုစုတတ်သည်ဟု၍ငါအဖဆရာဥပါလာမှားထားခဲ့သည့်အရာများသည် မုတ်ချမှန်မိတ်တကားဟု၍အောင်မေပြည်လျင်ကိုရင်မောင်လည်းဤသို့ပြော၏အမေ မရတရားလက်ထထိမ်းများမည်ဆိုသော အမိအဖတို့စိတ်တော်တူညီလျင်တာ၍ကောင်းမြတ်ပါသည်မကွေးမြို့နှရှိသော အမိကိုကျွန်တော်ကိုယ်တိုင်သွားရောက်၍ခွန်တောင်းပြရစေဆိုလျင်ဝင်ကြော်လဲအမောင်အမောင်ပြောသောစကားသည်မိကြီးဖာကြီးသာပိသပါပေသည်အစသာအရာရာမောင်ရင်မှဘ ഹു တရာများသောသူဖြစ်သည့်အတိုင်းစဉ်းစားဆင်ခြင်၍လုပ်ပါပေသည်မောင်ရင်သွားလျင်အမေတို့ကိုမတိုင်မကြတော့လဲမောင်ရင်နှမမစောတင်ကိုတိုင်ပင်၍သွားပါ အစစအရာရာအမေတို့လူကြီးဖြစ်၍မပြောလိုလျင် မောင်ရင်တို့ကလေးချင်းမဆော့တင်ကိုပြောတော့ပါဆိုလျင်ကိုရင်မောင်လည်းဒီတကားဖြင့်ခက်ကြပြီငါ၌မမေမနှင့်လက်ထထိန်များချင်းမရှိလျင်ဤမိမကိုငါမုတ်ချယူမည်ယခုကဤမိမငါယူလိုက်လျင်မမေမပေါ်တွင် မတရားကြလိမ့်မည်ကြံပြီလျင်ဤသို့ဆို၏ငါနမမဆော့တင်ငါနမကိုကအကိုလွန်စွာမြတ်တာရှိသည်ဆိုလျင်မဆော့တင်လည်းအပါသို့တိုးလာ၏ကိုရင်မောင်လည်း ရှိသေးတော့ဟုအောင်မေသည်ဖြင့်ဆက်လက်ပြောဆိုသည်မှာငါနမဆွေကြီးမျိုးဆက်ဖြစ်သည်တာမန်ကမိမမြတ်တို့အင်္ဂါနှင့်လည်းပြည့်စုံသည်မိမမြတ်တို့ကိုလက်ထပ်ထိမ်းများမည်ဆိုသောနှစ်ဖက်မိဘတို့ပါမြဲဖြစ်သည်ယခုကငါနမဘက်ကဖမိပါ၏အကိုဘက်ကဖမိမပါရှိလေသည် အကိုဘက်ကဖမိမပါပါအောင် အကိုခေါ်ကြုံမည်ပြော၏ဤသို့ကိုရင်မောင်ပြောလျင်အစပထမ၌ညင်ဆန်တော်လဲ တရွေ့ရွေ့ဖြောင်းပြပြောသည်ဖြင့်ဝင်းမင်းသမီးမဆော့တင်လည်းသဘောတူညီသောကြောင့်ခွင့်ပြု၏ဒီကဲ့သို့ခွင့်ပြုခဲ့သည့်အတိုင်းကိုရင်မောင်သွားတော်မူပြုတွင်ဝင်းမင်းသမီးမဆော့တင်သည်ကိုရင်မောင်အားဖယံနန်းရှုပ်ကဖြင့်ဤသို့မှာ၏အကို အကိုကိုဘိုးရင်အဆသအယားယားစဉ်းစား၍သွားပါ အကိုကိုဘိုးရင်ကလူရုပ်လှသည် လူရုပ်လှလျင် မိမကြိုက်တတ်သည်မိမကြိုက်တိုင်းအကိုမလိုက်ပါဘူးဆိုသည့်အရာ ကျမစိတ်ချပါသည်သို့တော်လည်း အချို့သောမိမမှာကျမတို့ထက်အမူအရာကောင်းပါသည်ကိုဘိုးရင်အားဖြောင်းပြပါလိမ့်မည်ဒီကဲ့သို့အနီနီအဖုံဖုံဖြောင်းပြသောအခါကိုဘိုးရင် မလိုက်မပါပါနှင့်သင်မင်းလက်မငါလူရဲ့ယူငင်ရသော အကောင်မကလေးတစ်ကောင်ရှိသည်ဟုသတိရရှိပါကိုဘိုးရင်မမေ့ပါနှင့် ဟုမှားထား၏ကိုရင်မန်သည်ယောက်ျားတို့ထုံးစံနီလန်တိုင်းမြည်သည့်အခါမြမမေ့မလျော့ပါဆို၍မစောတင်ကိုမျက်ရည်ဆက်လက်နှင့်ခွဲပြေးလျင်ရွှေဘုံမြို့မှ ွာ၍ထွက်ခဲ့၏ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာကြီးဂျိမ်းစ်လာကျော်ဤမောင်ရင်မောင်မမမဝိတုကိုအပိုင်းကားနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်လင်းတူအဆုံးထိလိုက်ပါနာဆင်ခံစားပေးခဲ့တဲ့တွေလဲကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ အားလုံးကျန်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ